ဒီနေ့လူငယ်တွေကိုကိုထိန်ချုပ်လို့ရတဲ့အရာတွေကိုအာယုံစိုက်ပြီးတော့လှုပ်ဆောင်ပါဆိုပြီးတော့ခွန်အားပေးခြင်းနဲ့ကျွန်တော်တော့ဆရာမင်းထပ်ဖြစ်တယ်ကလေးမျိုးမှာလွန်နေ RCCI ဆိုပြီးတော့တင်မှန်းချောင်းရှိပြီးတော့အခု16နှစ်ထဲဖြစ်သွားပြီအမှလူငယ်များစွာကိုတင်နန်းပေးတဲ့အပြင်သူတို့ရဲ့ဘဝတိုးတက်ရေးအတွက်တွေလည်းတတ်နိုင်သမျှအားပေးလိမ့်ရှိတယ်အထူးသဖြင့် COVID ရောက်လာတဲ့နိုင်ငံရေးတွေ နဲ့ဆက်လာတဲ့အခါမှာတော်တော်များများလူငယ်တွေသူတို့အတွက်အဆင်ပြေအဆင်ပြေကြောင်းတွားကြတဲ့အခါမှာတချို့လူငယ်တွေကဘယ်မှမတွားနိုင်တဲ့လူငယ်တွေရှိတယ်။အဲ့ဒီလူငယ်တွေဆိုသူတို့အားငယ်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့တနည်းအားဖြင့်တွားဖို့ဆိုတော့ပိုက်ဆံရှိမှပဲအဆင်ပြေတယ်။ဥပမာစစ်ဘေးရှောင်မယ်ဆိုရင်တောင်မှပိုက်ဆံရှိမှတွားလို့ရတဲ့အနေထား။အဲ့တော့မတွားနိုင်တဲ့သူတွေအတွက်အားငယ်တာပေါ့။အားငယ်တဲ့အပြင်သူတို့မှာထိလန့်ကြောက်ရွံ့မှုတွေရှိတယ်လို့သူတို့ကသူတို့အားငယ်မှုတွေတိမ်ငယ်မှုတွေ ်သူများလို့ကိုယ်တငယ်ချင်းတွေလို့ကိုမလုံနိုင်ဘူးဆိုတဲ့ခံစားချက်တွေရှိလာတဲ့အခါမှာသူတို့ရဲ့စိတ်ဒဏ်ရာတွေပေါ့နော်အားငယ်မှုတွေအများကြီးရှိတဲ့အခါမှာကျွန်တော်တော်တော်များများလူငယ်တွေလက်လန်းမိတလောက်ကိုအားပေးတာတွေတိုက်တွန်းတာတွေလုပ်ခဲ့တယ်အဲထဲမှာ personal development ဆိုပြီးတော့သူတို့ရဲ့ကိုယ်ရည်ကိုယ်တွင်မြင့်တင်နိုင်အောင်အတွက်အားပေးမှုတွေအများကြီးလုပ်တဲ့အထဲမှာဒီရေးကြီးတဲ့တစ်ချက်ဒီနေ့လည်းလူငယ်တိုင်းအတွက်မျှဝေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့လူငယ်တော်တော်များများမြန်မာပြည်တွင်းမှာရှိတဲ့သူတွေရှိမယ် နိုင်ငံခြားတွေမှာအရရက်ကိုရောက်တဲ့လုံငန်းတွေရှိမယ်ဘယ်အရက်ပဲရောက်ရောက်ဒါအရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်အဲ့ဒါကဘာလဲဆိုတော့တော်တော်များများကကိုယ်စီလာတဲ့အရာတွေအကုန်လုံးကိုအကုန်လုံးကိုအာရုံစိုက်နေတယ်ဥပမာဖွင့်ဖုန်းကြည့်လိုက်ရင်တခြင်းဆိုပြိုင်ပွဲချောင်းတွေပေါ်လာမယ်ကိုမတိတဲ့အချိန်မှာနားထောင်ရင်းနဲ့မှမျောပြီးတော့အချိန်9မိနစ်10မိနစ်နိုင်ဝတ်တနိုင်ကုန်သွားတယ်နောက်ကြည့်လိုက်တဲ့အခါမှာတည်င်းနေအဟိုမှာဘာဖြစ်သွားလဲ ဟိုမှာရဲရဲစစ်စစ်ပဲလို့ဖြစ်သွားတာအဲကြည့်ပြီးတော့တချို့လေဆိုဝါပြီးတော့ comment ဓာတ်တွေလောက်ရင်းနဲ့ကိုနဲ့အလောက်ထိမဆိုင်တဲ့အရာတွေเนาะအဲ့ဒါတွေကိုစီရောက်လာတဲ့အရာတွေဖြစ်တယ်အဲ့တော့ကိုစီမှာကိုနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်အများကြီးဝင်လာမယ်ဖုန်းကနေကိုဘေးပဝန်းကျင်နေကိုမြင်တဲ့အရာကနေအများဝင်လာတယ်ဒါပေမဲ့အဲ့ဒီဝင်လာတဲ့အရာတိုင်းကကိုနဲ့မဆိုင်ဘူးအဲ့ချိန်မှာကိုကကိုနဲ့ဆိုင်တဲ့ဟာကိုခွဲခြားတတ်မှတ်ပြီးတော့အာယုံစိုက်ပြီးတော့ဂယုစိုက်ပြီးတော့လှုပ်ဆောင်မှ အဲ့ဒီခွဲချမ်းစိတ်ပြနိုင်မှကိုယ့်ရဲ့ဘဝအတွက်အဆင်ပြေမှုတွေရှိလာမယ်အဲ့ဒါကျွန်တော် personal development တင်နန်းပေးတဲ့အခါမှာမေးတယ်ပေါ့နော်လူငယ်တွေမေးတယ်ခင်ဗျားတို့ရဲ့ပြဿနာဘာလဲကုန်စည်နှုံးတက်တဲ့အလုပ်ကင်ရှားပါတယ်ချောင်းတွေတက်လို့မရဘူးအပြင်ထွက်ရင်ကြောက်လန့်ရတယ်တချို့ cycle စီးတဲ့မြို့ဒီမှာဆို cycle မှာယောက်ျားလေးနှစ်ယောက်စီးလို့မရဘူးစတာတစ်ဖြစ်အဲ့လိုမျိုးအများကြီးတို့ အချက်၁၀ချက်ရေးခိုင်းရင်၁၀ချက်ကတားလေးပြည့်တယ်အချက်၃၀ရေးခိုင်းရင်အချက်၃၀တားလေးပြည့်တယ်အဲ့ဒီမှာအကုန်လုံးကသူတို့ကဖြစ်နေတဲ့အရာတွေအကုန်လုံးကပြဿနာဖြစ်ယူတယ်အဲ့ဒီပြဿနာဖြစ်ယူတာကကိုယ့်ရဲ့ပြဿနာဖြစ်သွားယူသွားတာအဲ့ခါမှာလူကဘယ်ဟာကိုလုံရမှန်းဘာလုံရမှန်းဆိုတာမသိနိုင်တော့မခွဲခြားနိုင်တော့အဲ့မှာပြဿနာစတာအဲ့တော့ဘယ်ဟာလုံရမှန်းမသိတဲ့ခါမှာဖုန်းလေးကင်လိုက်လို့ပေါ်လာတဲ့အရာတွေနဲ့စီညောရင်းနဲ့အချင်းကကုန်နေတယ်ဘာမှမလုပ်ဖြစ်တော့ အခါမှာပြည်တနာတွေတော့အများကြီးရှိနေအခုလည်းနားထောင်နေတဲ့သူဖက်ကနေကိုယ့်ရဲ့နေစဉ်ဘဝမှာမကောင်းဘူးဒီကတော့တော်တော်ဆိုးတာပဲကို့အတွက်ပေါ့နော်တော်တော်ဆိုးတာပဲလို့ခံယူထားတဲ့အချက်တွေတကယ်ပြည်တနာတွေစောင်းထဲမှာလိုက်ရေးကြည့်အခုလိုက်ရေးကြည့်နော်အခုဗီဒီယိုခဏရက်ပြီးတော့ရေးကြည့်အနည်းဆုံး10ချက်15ချက်အချက်20ဖြစ်ဖြစ်ဒါပေမဲ့စိတ်ထဲမှာပေါ်သမျှရေးကြည့်လိုက်ခုနပြောသလိုကုန်းနေတော့တက်တယ်လို့ခိုင်ရှားပါတယ်ဝင်ဝင်မရှိဘူး မှမဟုတ်ရင်ကိုယ့်ရဲ့အတိတ်ရွယ်အရာကြောက်နေရတယ်အဲ့လိုမျိုးဖြစ်ဖြစ်ကိုယ့်ရဲ့အခက်အခဲပြဿနာရေးကြည့်ပါ Okay ရေးပြီးသွားပြီဆိုရင်ဒီဟာတွေကိုတခြားပြန်ဆက်စေးမယ်အဲ့ဒီလိုဆက်စေးတဲ့အခါမှာကျွန်တော်နှမျိုးဆက်စေးတယ်ဘာလဲဆိုရင်ကိုယ်နဲ့တိုက်ရိုက်ဆိုင်တဲ့ဒါမှမဟုတ်အဲ့ဒီပြဿနာကိုယ့်အကြောင်းဖြစ်တဲ့ပြဿနာလားဒါမှမဟုတ်ကိုယ်တယောက်ခဲခံရတဲ့ပြဿနာလားပေါ့နော်တတ်တဲ့ချက်ဒါမှမဟုတ်ရင်လူတိုင်းလဲခံနေရတဲ့ပြဿနာလားတပြည့်ပြည့်ကိုယ့်အကြောင်းမဟုတ်ဘူး ပေါ့နော်တခြားသူကြောင့်အပြင်ကနေကြောင့်တွတ်တူဖြစ်လာတဲ့ပြဿနာလားဆိုပြီးတော့နှမျိုးခွဲပေးမယ်အမျိုးအစားခွဲအဲ့တော့ပြန်ပြောပြမယ်ကိုအကြောင်းလို့ပြောတာကဒီပြဿနာကိုကိုကတိုက်ရိုက်ဖြေရှင်းလို့ရတယ် control လုပ်လို့ရတယ်ဆိုရင်အဲ့ဒါကိုနဲ့ဆိုင်နေတာလို့တမလို့ရတယ်ဒါပေမဲ့ကိုကနေတွားပြီးတော့ထိန်းချုပ်လို့မရဘူး control လုပ်လို့မရတဲ့ဟာကိုအကြောင်းမဟုတ်တဲ့ဟာဒါမှမဟုတ်လူတိုင်းလဲအဲ့ဒီပြဿနာကိုကြုံနေရတဲ့အရာဆိုရင်ဒါက ကိုကွန်ထရိုးလုပ်မရတဲ့ဟာကိုထိန်းချိုးလိုက်မရမရတဲ့အရာဆိုပြီးတော့တတ်မှတ်ပေးမယ်။ Okay အဲ့ဒီမျိုးနဲ့ခွဲပေးနော်။အဲ့ဒါကိုကိုဘဝမှာတိတိကျကျခွဲနိုင်ရင်ခွဲချနိုင်ရင်အဲ့ဒါတော်တော်လေးအဆင်ပြေပြီ။အဲ့ဒီခွဲပြီးတော့ဘာလို့ရမလဲဆိုတော့အဲ့ကိုကြောက်မဖုတ်တဲ့အရာလူတိုင်းလဲကြုံရတဲ့အရာကိုလစ်လျူရှူတတ်ရမယ်။ဘေးချိတ်ထားလိုက်။ဘေးချိတ်နဲ့ကိုထိန်းချုပ်လို့ရတဲ့အရာကိုကြောက်ဖြစ်တဲ့အရာကိုပဲအာယုံဆိုင်မယ်။ အဲ့ဒီအာယုံစိုက်ပြီးတော့ဒီဟာအတွက်ပါလမ်းစပါအဖြစ်ရှိနိုင်မယ်အစင်စားမယ်ဟုတ်ပြီနော်โอเคဥပမာပြောပြမယ်တချို့ကအခုချိန်ကငွေရှာရခက်တယ်စီးပွဲမကောင်းဘူးโอเคအဲ့ဒါပါဖြစ်မယ်ငွေရှာရခက်တယ်မှန်တယ်စီးပွဲတွေမကောင်းဘူးဟုတ်တယ်ဒါကကိုတယောက်ထက်ခံရမှာမဟုတ်လူတိုင်းဖြစ်တာဒါဆိုရင်ဒါကကိုထိန်းချုပ်လို့ရတယ်ဒါဆိုလေလူရှူလိုက်ဒါပေမဲ့ခမည်းမှာငွေမရှိဘူးဆိုရင် အဲ့ဒါကကိုယ့်ရဲ့ပြဿနာဖြစ်သွားပြီအဲ့ကြောင့်ငါငွေရှေ့ပါလို့ရမယ်အဲ့ဒါပဲစဉ်းစားရမှာကုံစင်းနှုံတက်တာကုံစင်းနှုံကြီးတာတွေကိုကဘာမှထိန်းချုပ်လို့မရဘူးလေဒါပေမဲ့ကို့မှာငွေမရှိရင်အဲ့ဒါပဲကိုကထိန်းချုပ်လို့ရအဲ့ကြောင့်ငွေရှိအောင်တစ်ချက်နဲ့ချက်ဖြစ်ဖြစ်ငွေရှိအောင်ဘာလို့လုပ်ရလဲအဲ့ဒါပဲစဉ်းစားရတော့ပါဟုတ်ပြီနော်ပြီးရင်တချို့ကအပြင်းသွားရင်ငွေရောက်ကြလေးတွေစိုက်ကဲနှစ်ယောက်စီးလို့မရဘူးပြဿနာတွေတချို့ကအရင်တော့တငယ်ချင်းတွေနဲ့အလုပ်တွေအတူသွားတယ်အပြင်းသွားရင် အတူတူစီးတဲ့ဟာတွေအခုတချို့ကစိုက်ကယ်မရှိတော့အဲ့ဒါအဆင်မပြေတော့ဘူးအဲ့ဒါလူတိုင်းဖြစ်တာကိုတယောက်တည်းဖြစ်တာမဟုတ်ဆိုတော့အဲ့တော့ခဏပေးချိန်ထားလိုက်ဒါဆိုကို့အတွက်အဆင်ပြေအောင်ဘာလို့လုပ်ရလဲဟောနော်အဆင်ပြေအောင်ဘာလို့လုပ်ရလဲကိုကအဲ့ဒါလည်းစဉ်းစားရပါအခုချိန်မှာចောင်းနေတက်လို့မရဘူးចောင်းနေတက်ရအဆင်အဆင်မပြေဘူးဗောနចောင်းနေမတက်ခိုင်းဘူးနမို့ចောင်းတက်လို့မရဘူးဒါကကိုတယောက်တည်းခံတာမဟုတ်ဘူးလူတိုင်းလဲအတိုင်းပဲဖြစ်တယ်အဲ့ဆိုခမည်းစာမတက်တာကခမည်းပြဿနာပဲចောင်း မဖွင့်တာနောက်ဝင်ကြောင်းမတက်ခိုင်းတာကခမည်းတော်တက်ခိုင်းရတာမဟုတ်ဘူးအဲကြောင့်အားလုံးနဲ့ဆိုင်နေတာဒါပေမဲ့ခမည်းစာမတိုက်ရင်အဲ့ဒါခမည်းရဲ့အပြစ်အစာမတက်ဖို့ကကိုယ်ကွန်ထရိုးလုပ်ရစာတက်တာမတက်တာကကိုယ့်ရဲ့ကွန်ထရိုးမှုအမှပဲမူတည်တယ်အဲကြောင့်ကိုယ်ကကိုယ့်ဘာသာစာအုပ်ဝယ်ပြီးတော့လေ့လာမလားနောက်မှမဟုတ်ရင်ကိုယ့်ထက်အသက်ကြီးတဲ့သူကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့အတိတ်တယောက်ယောက်ထဲမှာကိုယ့်ကိုသင်ပေးနိုင်မဲ့သူစင်းနေတင်မလားနောက်မှမဟုတ်ရင် လွတ်လွတ်လပ်လပ်တင်လို့ရတဲ့နေရာတွားပြီးတော့တင်လာအဲ့တော့ចောင်းမတိတ်ရတာ ड़ी ចောင်းမဖွင့်တာကဒါကိုနဲ့မဆိုင်ဘူးတနည်းအားဖြင့်ကိုကတွားပြီးတော့ထိန်းချုပ်လို့မရမခင်ဗျားထိန်းချုပ်လို့ရတာကခင်ဗျားစာတက်အောင်လုံမလားမလုံဘူးလားဆိုတော့အဲ့ဒါကခင်ဗျားရဲ့ရွေးချယ်မှုခင်ဗျားထိန်းချုပ်လို့ရတဲ့နေရာဖြစ်သွားတယ်ပြီးရင်ចမ်းမရေးတော့အားလို့ဆိုလဲအတိုင်းပဲအခုချိန်မှာတချို့ရာတီအလိုက်တုတ်ကိုရရှိမယ်ကိုဖြစ်တဲ့ဝမ်းရှော့ဝမ်းပြတ်တွေရှိတဲ့လူတိုင်းဖြစ်တဲ့ဟာကကိုကသွားပြီးတော့ထိန်းချုပ်လို့မရဒါပေမဲ့ကိုနေကောင်းအောင် ဒါမှမဟုတ်ကိုချမ်းမရေးကိုချမ်းမရေးကိုကိုကပဲကယူဆိုင်လို့ရတယ်အဲ့ဒါကြောင့်ကိုဘက်ကနေပါလုံလုံရတယ်အဲ့ဒါကိုပဲပြန်လေ့လာအဲ့ကြောင့်တော်တော်မင်းမြကကိုမထင်းချုပ်နိုင်တဲ့အရာတွေကိုအယုံဆိုင်ပြီးတော့အဲ့ဒါတွေနဲ့အချိန်ကုန်တဲ့အခါမှာကိုကကိုမထင်းချုပ်နိုင်ဘူးဆိုတာကဘာမှလုံလုံမရဘူးအဲ့ဒီအတွက်အချိန်ပေးနေတဲ့ရွေးအချိန်တွေအကုန်လုံးကအလဟတာဖြစ်သွားမယ်လူကလည်းပို့ပို့ပြီးတော့စိတ်လေသွားမယ် အကြောင်းလူငယ်တော်တော်များများကခုနပြောတဲ့ဟာတွေသူတို့တိတမြအကုန်လုံးအခက်ခဲကိုသူတို့ရဲ့ပြဿနာဖြစ်ယူလိုက်တဲ့အခါမှာအမှားတချို့တွေဆိုရင်ဘဝကိုအရှုံးပေးခြင်းနဲ့သူတွေပေါ်လာတဲ့စိတ်လေတဲ့သူတွေပေါ်လာတဲ့ဖြစ်ဘဝဖြစ်ခြင်းရာဖြစ်ဆိုပြီးတော့စဉ်းစားတဲ့သူတွေရှိလာတယ်။ဒါပေမဲ့ကျွန်တော်ဒီလိုမျိုးတင်နန်း personal development အခုလိုမျိုးအကြောင်းအရာကိုဝေမျှတဲ့အခါမှာလူငယ်တော်တော်များများကခုနကစိတ်တကြနေပြီးတော့အားငယ်ပြီးတော့ဟာငါတို့တကယ်ချင်းနေနိုင်ငံခြားသွားကြပြီ။ငါတို့ကတော့ဒီမှာကြောက်လန့်ပြီးတော့ မသွားနိုင်လို့နေနေရတယ်ဆိုလို့စိတ်အားငယ်တဲ့အရာတွေကိုလို့တို့လွန်ထွက်သွားတယ်ဘာဖြစ်လို့လဲဆိုတော့တို့ကတိသွားတယ်ဒါငါ့ကြောင့်ဖြစ်လာတာမဟုတ်ဘူးဒီအကူအခုခက်ခဲတယ်ဆိုရက်အရာတော်တော်များများကကိုလို့လို့ဖြစ်လာတာမဟုတ်ဒါပေမဲ့ကိုလို့လို့မကောင်းတဲ့အရာတွေကိုဘဝအတွက်မကောင်းတဲ့အရာတွေအများကြီးရှိတာအဲ့ဒီဟာတွေတို့တိတိကျကျမြင်နိုင်သွားတဲ့အခါမှာခုနပြောသလိုအာငွေရှာရခက်တာကုန်စည်နှုန်းတက်တာတွေကတို့အာယုံမစိုက်တော့ဘဲနဲ့ငါဘာလို့ရပိုက်ဆံရမလဲဆိုတော့တို့ အာယုံစိုက်လိုက်တဲ့အခါမှာအမှအဆင်ပြေသွားပြီဆိုပြီးတော့အဲ့လိုမျိုးသူတို့အာယုံစိုက်ရမယ့်အရာကိုတိတိကျကျသိတဲ့အခါမှာခုနကပြေတနာဆိုပြီးတော့15ချက်အချက်20ကျော်ရေးထားတဲ့အဲမှာတကယ်တမ်းကသူတို့နဲ့ဆိုင်တဲ့တကယ်ပြေတနာ2ချက်3ချက်လောက်ပဲဖြစ်သွားတယ်အဲ့ခါမှာတော်တော်များများကအဲ့ဒါကိုသိတဲ့အခါမှာဟာဆိုပြီးတော့သူတို့လွတ်မြောက်ခြင်းတစ်ခုခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့ပြေတနာဆိုတဲ့အခက်ခဲလေးကိုယ်ကကိုယ်စီဝင်လာမှာပဲဒါပေမဲ့ဝင်လာတိုင်းကိုငါအတွက်လို့ မခံယူမချင်းကကို့ထဲမရောက်သေးဘူး။အဲလူငယ်လေးအဲ့ဒါတီးတဲ့အခါမှာသူတို့နဲ့မဆိုင်တဲ့ဟာကိုသူတို့မယူဘဲနဲ့သူတို့ဘဝရှေ့ရေးအတွက်ပိုကောင်းစေမယ့်အရာကိုပဲသူတို့တေချာကြည့်ပြီးတော့ဒါဘာလို့ရင်ကောင်းလဲဆိုတာစဉ်းစားတဲ့အခါမှာသူတို့အများကြီးလွမြောက်ချင်နေရသွားတယ်။ဘောနော်အဲ့ဒါကြောင့်ကိုထိန်းချုပ်လို့မရတဲ့အရာတော်တော်များများကလူတိုင်းလဲအဲ့တိုင်းဖြစ်တယ်။အဲ့ဒါအရာတွေကိုဘာမှမစဉ်းစားနဲ့ဘေးချထားလိုက်ဖယ်ထားလိုက်မိထားလိုက်အဲ့ထဲမှာခမည်းအာယုံစိုက်ရမယ်ဟာ။ ကိုအတွက်ကိုထိန်းချုပ်လို့ရတဲ့အရာကပါလဲကိုဖြည့်ရှင်းလို့ရတဲ့အရာကပါလဲကိုနဲ့ဆိုင်တာကပါလဲအဲ့ဒါကိုပိုကောင်းအောင်ဘယ်လိုလုပ်ရင်ကောင်းလဲဆိုတာစဉ်းစားနိုင်ရင်အမှကိုတနေ့တနေ့ဘာတွေလုပ်ရမယ်ဆိုတာချီလီပေါ်လာမယ်ဥမာအခုချိန်မှာစီးပွားရေးလုပ်ငန်းစမယ်ပိုက်ဆံရဖို့အဲ့ဒါတိလာပြီခက်ခဲတယ်ဆိုတာတိဒါပေမဲ့ချက်ချင်းဘာလို့လုပ်ရလဲမသိရင်လည်းအခု online တွေမှာ share ပြီးတော့ online တွေဖုန်းတွေဖွင့်တဲ့အခါမှာ ဟိုတက်လာတဲ့တတိအားလုံးမကြည့်တော့ဘူးငွေရှာနေဆိုပြီးတော့ရိုက်ထက် Facebook မှာဖြစ်ဖြစ် Internet Google မှာဖြစ်ဖြစ်အမှု AI ကိုပဲဖြစ်ဖြစ်မေးပြီးတော့အခုအချိန်နေမြန်မာပြည်အချိန်နေနဲ့ချက်ချင်းဟိုမှာအရင်နည်းမရှိဘဲနဲ့ဘာလို့လုပ်ရလဲ AI ကိုဖြစ်ဖြစ်မေးကြည့်စမေးတော့အမှကိုနေတဲ့နေရာမြုပ်တယ်ကိုရဲ့အရေးချင်းတွေကိုအတိအကျပြောရင် AI ကလည်းပို့ပြီးတော့လက်တွေ့ကြတဲ့အဖြေတွေပို့ပြီးတော့ပေးနိုင်လိမ့်မယ်။အမှတခြားစာအုပ်ဆိုင်တွေတွားပြီးတော့လည်းရှာဖွေလို့ရမယ်ကိုပိုက်ဆံရဖို့ နော်ဒါမှမဟုတ်ကိုတိတိတတ်သူတွေမေးလို့ရမယ်ဟဲ့ဒါဆိုရင်ကိုကဟိုပြိုင်ပွဲတွေနော်ဟိုကနာမည်ကြီးဆယ်လီတွေအကြောင်းတွေအမဟိုအရန်ထူးဆန်းနေတဲ့ပြစ်မှုအကြောင်းတွေနဲ့ကိုကအချိန်တွေမကုန်တော့ဘဲနဲ့ကိုရဲ့ focus ကိုကောင်းမိပြီးတော့ဘာနိုင်တော့မှာဖြစ်တယ်နော်အဲကြောင့်ဒါကမြန်မာလူငယ်တွေအတွက်ကိုပြန်နေရရောက်ရောက်တုံးလို့ရတဲ့အရာတစ်ခုနဲ့ဘဝမှာတော်တော်လေးအရေးကြီးတဲ့အရာ တစ်ခုဖြစ်တယ်။အဲ့ဒါလေးနဲ့ကိုရောက်တဲ့နေရာမှာအောင်မြင်တဲ့ဘဝအပိုင်းဆိုင်နေတဲ့လူငယ်များဖြစ်ကြပါစေလို့ဆုမကောင်းပေးပါတယ်။